မြောင်းကတဲ့ဘေးစကန်ဖွင့်လှစ်ထားမှုအတွက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်စွေနဲ့တာဝန်ရှိသူတွေဟာဒီဇင်ဘာလ10ရက်နေ့ညနေပိုင်းကတဘေးစကန်ခေါင်းဆောင်ချုပ်နဲ့တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပါတယ်။ ီလိုတွေ့ဆုံညီနိုင်ခဲ့ပေမဲ့တပိတ်စကန်ဖွင့်လက်ထားသူတွေတောင်းဆိုမှုနဲ့ပတ်သက်ပြီးတိကျတဲ့ရလက်ဆွေးနွေးချက်ရရှိမှုမရှိသေးဘူးလို့သိရပါဗျ။ဒါကဟိုတိကျဖြူမဲ့တဲကွဲမှုတော့မရှိဘူးချင်းဒါသူပြောဟိုကြီးကိုကျုပ်မြစ်စီပြောရတာတော့သူသူတို့နဲ့ဒါဆုံးဖြတ်ဖိုင်ပြီးမှသူတို့မှမရှိပါဘူးတဲ့။သူတို့ကအဓိကတော့ဒီဒီမြေယာကော်မရှင်ပေါ့နော်စုံနှက်စစ်ဆေးကော်မရှင်နေပြီးတော့တစင်လှုပ်ဆောင်မယ်။လှုပ်ဆောင်ရင်မှအစစ်စစ်လှုပ်ဆောင်ပြီးတော့မှသူတို့ရှိမှတမျိုးမတော့နေတယ်အဖြစ်အဖြူမဲ့ကိုဘယ်လိုသိရမလဲလို့ပြောတော့သူတို့အစစ်စစ်လှုပ်ဆောင်ပြီးတော့မှတဲ့နောက်ဆုံးအဲ့ဟိုဦးမြစ်စီရှီက နေသိရပါမယ်လို့သူကပြောပါတယ်ရှင်အဲ့ချိန်ညာညီမတို့ကတရားနေညီမတို့ပြောပြချက်ပေါ့နော်အဖြူမဲ့တဲကွဲတဲ့အချိန်ကြာရင်ညီမတို့တပိတ်စကံကိုယူသိမ်းပေးပါမယ်လို့ပြောတဲ့အချိန်မှာသူကတပိတ်သိမ်းနေသိမ်းတာမသိမ်းတဲ့ကိစ္စအားတဲ့သူတကယ်လို့ဆက်လုပ်နေမယ်ဆိုရင်ခင်ဗျားတို့ပဲထိခိုက်နေတာလိမ့်မယ်လို့သူကအဲ့လိုပြောပါပါရှင်ဟုတ်ကဲ့မြောင်းကံမြေယာကိစ္စနဲ့ပတ်သက်ပြီးတပိတ်စကံပွင့်လှစ်ထားတဲ့73ရက်မြောက်နေ့ဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နဲ့တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ် ီလိုတွေ့ဆုံကြရမှာတပိတ်စကန်ဖွင့်လှစ်ဆန္ဒပြကြသူတွေဟာအချက်ခွနဲ့ချက်ကိုတောင်းဆိုခဲ့ပြီးဦးသိညွန်းကအချက်အချို့ကိုဆောင်ရွက်ပေးဖို့ကတိပေးခဲ့ကအချို့အချက်တွေကိုတော့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ညှိနှိုင်းတောင်းဆိုပေးဖို့သဘောတူညီခဲ့ပါတယ်။တပိတ်စကန်ဖွင့်လှစ်ဆန္ဒပြသူတွေတောင်းဆိုကြတဲ့အချက်တွေကတော့မြေနေရာတွေပြန်လည်ရရှိဖို့တပ်ဖက်တာဝန်ရှိသူတွေနဲ့ဆွေးနွေးပြီးလူလူကိုချပြကအတီးပြုတ်ချက်ရယူဖို့ အဖြူမဲမသေးကွဲမီမှာနှစ်ဦးနှစ်ဖက်ဆောင်ရွက်မှုတွေထိန်းချုပ်ထားဖို့နဲ့ဆန္ဒပြသူဘက်ကစီကံတကြနေထိုင်ကသက်ဆိုင်ရာကဖျားကိုတော့မခတ်ဖို့အတွက်တောင်းဆိုထားပါတယ်။ဒါ့အပြင်ပုံမှန်၁၈နဲ့အရေးမယူဖို့တရားစွဲဆိုထားမှုတွေကိုလည်းပြန်ရုပ်သိမ်းပေးဖို့ဒီဇင်ဘာလ၉ရက်နေ့တပိတ်စကမ်းဖြတ်သိမ်းဖို့အမိန့်ကိုဖယ်ရှားပေးဖို့နဲ့တပိတ်စကမ်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက်တောင်းဆိုထားကြတာဖြစ်ပါတယ်။ဒီလိုတောင်းဆိုခဲ့မှုအပေါ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကဂျားဝင်ညှိနှိုင်းမှုပြုလုပ်ပေးနိုင်မယ့်အချက်တွေကိုအခုလိုပြောကြားခဲ့ပါတယ်။ အဲ့တော့ကျွန်တော်တို့တာဝန်ယူပေးနိုင်မဲ့ကျွန်တော်တောင်းဆိုချက်တွေရာပုံမှန်ဆက်စစ်နဲ့ပြည်ထောင်ပေးရတဲ့ကိုစိန်ကားတို့ဒီဒီဇင်မာရတွေပြန်လွတ်နိုင်နိုင်ငံရေးကျင်းသားစီလေးကော်မတီမှာကျွန်တော်ခေါ်တယ်တင်မယ်ဘယ်အောင်လုပ်တော့ကိုစိန်ဟုတ်ကဲ့ဟုတ်ကဲ့နံပါတ်1နံပါတ်1ကျွန်တော်ပြောမယ်ခင်ဗျားတို့တရားစွဲထားတဲ့ဟာလေးတန်ရုပ်သိမ်းပေးမှုဟုတ်ကျွန်တော်ပြောမယ်ဟုတ်ကဲ့နော်နံပါတ်2နော်ခင်ဗျားတို့ ਨੇ ဟိုအဖြစ်တဲ့အချိန်မှာအထီး ကျမ်းမာရေးစောစောကိုတက်ကြီးရုပ်ကိုကျွန်တော်ပြောပြမယ်ဟုတ်ဒါကျွန်တော်လုံနိုင်တဲ့အပိုင်းဒီဇင်ဘာလ9ရက်နေ့ညဘက်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးလက်မှတ်နဲ့မိချောင်းကတပိတ်စကန်ကိုဒီဇင်ဘာလ9ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးဖို့လိုက်နာမှုမရှိပါကတည်ဆဲဥပဒေအရထိရောက်စွာအရေးယူသွားမယ်လို့အတိပေးထုတ်ပြန်ခဲ့ပါတယ်။